Hello အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြပြမယ့်ဟာလီကတော့လည်းလွယ်တဲ့ဟာလီလေးပေါ့နော်အရင်နေ့ကလည်းခတ်တာလေးလေးပြပြပြီဆိုတော့ဒီနေ့ကတော့ပေါ်ပေါ်ပါလွယ်လေးတွေစီမံဟာလီကြတယ်ပေါ့နော်ဒီကောင်လေးတွေကဘာလဲဆိုတော့ဒါလေးတွေပါဒါတကယ်လည်းအသုံးဝင်တဲ့ socket လေးတွေပါနော်အင်ဂျင်မှာတော်တော်လေးကိုအသုံးညားပါတယ်ဒါတွေကတော့တော်တော့ one guy three multi လို့ခေါ်တယ်ပေါ့နော်ဒါတော့ one guy multi song လို့လည်းခေါ်တယ်သူကဘယ်လိုဆိုတော့ဒီမှာ clock တစ်ခုပါမယ်ပြီးတော့ဒီမှာ two pin ပါမယ်ဒီမှာတော့ three pin တော့နှစ်ခုပါမယ်ပေါ့နော်ဒီ three pin တွေက multi တွေပေါ့အဆုံးတော့ကိုကြိုက်တာထိုးလို့ရတယ် ဒီမှာလည်းအတိုင်းပဲအဲဒီမှာ cloud တစ်ခုပါမယ်ဒီမှာတော့ two pin ကောင်းတစ်ခုပါမယ်ဒီမှာတော့ three pin ပေါ့နော် three pin မှာဒီအစုံပါမယ်ပေါ့ဒီကောင်လေးတွေကတော့ပုံစံမျိုးမျိုးထွက်တယ်ဆိုရင်မနောက်ကဆင်ရမယ့် design ကတော့အကုန်တူတူပဲအခြေခံအပြည့်အလုံးတူတူပဲပေါ့နော်တို့တောင်းလို့လေးလာပါမယ်အဲ့တော့ဒီမှာဆိုရင် cloud ကတော့ဒီမှာ တစ်ခုနှစ်ခုရှိမှာပေါ့နော် line နဲ့ neutral နဲ့ပေါ့ line နဲ့ neutral နဲ့ဟိုမှာဒီမှာဒီဘက်က line လေးကိုတော့ကိုယ်ပိတ်ထားတယ်ပေါ့ဗျာအဲ့ဒါလေးကတော့ဘာလို့မလို့အဲ့လိုပေါ့နော်ကိုတကယ်လို့လိုအပ်လို့သုံးနေတယ်ဆိုရင်တော့သုံးလို့ရပါတယ်ဒီကောင်လေးကဘာလို့သုံးနေတယ်ဆိုတော့ဒီကောင်လေးနဲ့ဒီဘက်က line နဲ့ဘက်က neutral နှစ်ခုချိန်မှာဆိုရင်ဒီကောင်ကြီးတစ်ခုလုံးက auto milan နေမှာပေါ့ဗျာဒီကောဒီဘက်က hard နဲ့ချိန်မှာဆိုရင်တော့ဒီဘက်က club ကြီးက milan မျိုးဆိုတဲ့ပေါ့ပေါ့ဗျာအဲ့တော့ဒီကောင်ကတော့သူကပိတ်ထားတယ်ကိုကအတော့လို့လဲဆိုတော့ဖွင့်ပါမလို့ဆိုတော့ဖွင့်မဖွင့်နဲ့ပေါ့ဗျာများသောအားဖြင့်တော့မလို့ပါဘူး room မှာတော့ဆိုရင်မတော့ပါဘူးခင်ဗျာ ဲ့တော့ဒီ line နဲ့ design နဲ့ချိန်ပြီး line ရပါပြီလွယ်ပါတယ်ဒီကောက်မှာတော့ဒီကောင်တွေက quality မျိုးမျိုး design မျိုးမျိုးနဲ့ဖတ်တယ်ပေါ့ဗျာအဲ့တော့ YouTube မျိုးတို့အဆင်ပြေတဲ့ကိုတိုက်တဲ့ quality လေးနဲ့ရွေးပြီးပဲလို့ရပါတယ်ပုံစံတော့အားလုံးစင်ရတော့တူတူပါပဲခင်ဗျာစင်ရရန်လည်းလွယ်ပါတယ်ဒါလေးတွေကိုစင်းနီးရတော့အရန်လွယ်ပါတယ်ခင်ဗျာအဲဒီမှာ line line ဆိုနေမှာ line ထဲမှာဒီမှာ neutral ဆိုနေမှာ neutral ထဲမှာပေါ့နော်အဲ့တော့ဒီကြိုးတွေကို line neutral ဘယ်လိုခွဲလဲဆိုတော့အများသောဖြစ်တော့ဒါကျွန်တော်တို့ကဒီ tester နဲ့ထောက်ပြီးစမ်းကြည့်နေတော့တည်ရပါဗျာကျွန်တော်တို့ EPC ကနေဝင်လာတဲ့မီး2ဆောက်တို့ ထုတ်ပြီးတော့တက်စာလေးနဲ့ဒီထောက်ကြည့်လိုက်ပါဗျာမီလင်းနဲ့တက်စာ line ပေါ့ဒါမှမဟုတ်ကိုကအစားဆုံးကိုကကိုစားဆင်မယ်ဆိုရင်တော့ဒီလို အယောင်ဖြော့တာတွေကိုနည်းဆွဲလို့သတ်မှတ်လိုက်ပါဗျာဒါဆိုရင်ကိုသတ်မှတ်ကြတာလွယ်တယ်ပေါ့ဒီမှာဆိုရင်အပြာနဲ့ဒီကောင်လေးကအမဲလေးပေါ့အဲခဲအောင်လို့လို့မဲအောင်လို့လေးပေါ့နော်တကယ်တော့အမဲလေးပါဒီအမဲလေးဆိုရင်ဒါဒီကောင်နည်းဆွဲလို့သတ်မှတ်မယ်ဒီကောင်လိုင်းလို့သတ်မှတ်မယ်ပေါ့နော်ဒီ AC မှာတော့တူပလန်မိုင်းနဲ့မရှိတဲ့အတွက်ကြောင့်တူကိုယ့်အကိုအဆင်ပြေတဲ့ဂျူးတချို့ကိုမှတ်ထားလိုက်ပေါ့ဒီဂျူးကိုလိုင်းထားမယ်ဆိုရင်ဒီဂျူးက neutral ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဒါဆို EBC ကမိဆောက်ဝင်ပေါ့ဗျာကိုပါကိုဆင်မယ်ဆိုရင်တော့ breaker လေးတွေချပြီးလို့ပေါ့ဗျာအပိုင်းညမှာဒီ breaker လေးတွေဘယ်လိုလုပ်လို့လဲဆိုတော့ကျွန်တော်တခွင်းစီတွေချရှင်းပြပေးပါမယ် ဒါဆိုရင်ဒီ online multi song မနော် online multi song ဒါဆင်လို့ပြီးသွားပါပြီဒီမှာ line ထည့်မယ်ဒီမှာ neutral ထည့်မယ်လော်လော်လေးပါဒါဆိုကိုယ့်အကိုအိမ်မှာလူချင်းမျိုးနဲ့ဆင်ရတာရမ်းလော်လော်ကူနဲ့ရွေးရှင်ပြီးသွားပြီပေါ့နော်ဒီကောင်လေးကတော့ဒါကတော့အကျိုးပါနော်ကိုယ့်အိမ်မှာအရှိတယ်ဆိုတော့အထည်ပေါ့ဗျာအစရင်ဒီမှာမီးဝင်နေပြီပေါ့ဗျာ club ပိတ်ထားမယ်ဖွင့်မယ်ဆိုရင်ဒီမှာ၃ခုလုံးမီးဝင်ပြီကိုကြိုက်တယ်လို့အဆင်ပြေတယ်လို့၃လို့ရပါတယ်ခင်ဗျာ ဆင်အားဆင်မုံဆင်ကြီးတွေလည်းရမ်းလွယ်ပါတယ်။ line ဆိုရင်မှ line ထဲမှာ network ဆိုရင်မှ network ထဲမှာထားပါပဲ။